ိန်နှန်းချံကိုတန်ရှင်းလှုပ်ပေးနိုင်မှာကဘသူမဆိုနေနိုင်နေဆိုတဲ့စိုင်းပုတ်ဟာပြင်းအောင်နှစ်ထပ်အရင်အဝင်ဝစိုင်းပုတ်မှာချိတ်ဆွဲထားပါတယ်။အိန်ကလည်းရင်နံကြီးဝါနေအောင်တောက်ထားပြီးတော့ခြံထဲမှာလည်းတရက်ပိနေမာလာကတန်းတလုံးတွေက ကြီးကျင်နိုင်ကြီးသေးကျင်နိုင်သေးနေကြတယ်။ဒါပေမဲ့မျိုးကန်လူတွေကတော့ဒီအညီရှိကနေဖြတ်သွိုင်းတော့မှမျက်စောင်းနဲ့တောင်လှမ်းမကြည့်ရကြဘူး။ဒီလိုမကြည့်ရကြတဲ့အကြောင်းကလည်းရှိတယ်။ဒီအညီရဲ့မူလပိုင်ရှင်ဟာအင်္ဂလိပ်ခေတ်က တစ်ကုံတဲ့နက်နက်ဖြူလူမျိုးတအူနေထိုင်ခဲ့တယ်လို့လူလက်ရပေးကစားနိုင်ငံသားပိုင်နေအိမ်တွေကိုပြည်သူပိုင်တိန်နှုံးကာလမှာကြောက်လုံငန်းလုပ်ကင်တဲ့တထေတအူကအိမ်ကို လေလံနဲ့ဝယ်ယူခဲ့တယ်။တထေကြီးဟာမြန်မာနိုင်ငံနဲ့ပြားမှာလှည့်ပတ်သွားလာနေတာကြောင့်အိမ်ကို မာလီလင်မယားနှစ်ယောက်နဲ့ပဲထားပြီးတော့တနေ့မှတစ်ခေါက်တော့သာစိတ်ပြေလက်ပြောက်လာရောက်ပြီးတော့အပန်းဖြစ်လေရှိတယ်။တထေကြီးကတော့သားသမီး၃ယောက်ရှိပြီးသူတို့ထဲကအကြီးဆုံးသားကြီးက ဖခင်ကွဲလွန်သွားတဲ့အခါဒီအိမ်ကိုအမွေဖြစ်ရရှိခဲ့တယ်။တဖြစ်သူက ဖခင်အမွေလည်းဖြစ်ရှေးဟောင်းအိမ်ကြီးလည်းဖြစ်တဲ့အတွက်လာရောက်ဝေယူဖို့ကန့်တန်းသူတွေကိုလည်းအလိမ္မာနဲ့ညှင်းပယ်ခဲ့တယ်။ဒါပေမဲ့အိမ်အတွင်းပြင်တန်ရှင်းတက်ရောက်ဖို့ကလည်းလိုအပ်လာတဲ့အတွက်အိမ်နဲ့ချမ်းကို လူငါးတင်ဖို့စတင်စဉ်းစားလာတယ်။ပထမအဦးဆုံးအနေနဲ့ဒီအိမ်မှာလာရောက်၅ရက်နေထိုင်ခဲ့သူဟာမောင်တယ်မောင်နဲ့မမမေတို့လင်မယားဖြစ်တယ်။လင်မယားနှစ်ယောက်စလုံးကဘာသာရေးကိုကိုင်းရှာမီပုံဝန်းကျင်နဲ့လည်း တင့်တင့်စွာပေါင်းတင်ဆက်ဆံတက်တာကြောင့်အချိန်ခဏလေးတွင်းမှာပဲလူတိုင်းနဲ့ခင်မင်းရင်းနေကြကြတယ်။သူတို့နေထိုင်တဲ့အိမ်ရဲ့ဖျားခန့်မှာတော့ကျေးစင်းတို့တစုရှိပြီးအိမ်ဖွဲ့စည်းပုံကတော့အပေါ်ထက်မှာအိတ်ခန့်နှခန့်အောက်ထက်မှာအိတ်ခန့်နှခန့်ရှိတယ်။ဒီလိုနဲ့မောင်တရောင်တို့ရောက်ပြီးတလားခန့်ကြာအိမ်ပေါ်တက်ကနေတဒုံဒုံတတိုင်းတိုင်းအတန်တွေကြားတာကြောင့်လယ်မယားနှစ်ယောက်အတူ တက်ကြည့်ပေမဲ့ဘာမှမတွေ့ဘူး။ဒါကြောင့်နှစ်ယောက်သာဇေဝေစွာဖြစ်သွားခဲ့တယ်။ညဘက်ရောက်တော့ အဘော်တက်ကနေစကားပြောတဲ့လိုငင်းခုံတဲ့အတန်တွေကြားလာကြအောင်မကြောက်တဲ့မုံတမောင်ဒါမီးနဲ့တက်ကြည့်ပေမဲ့ဘာဆိုဘာမှထပ်ပြီးတော့မတွေ့ရပြန်ဘူးလယ်မြားနှစ်ယောက်လည်းဒီပုံစံတိုင်းဆိုမဟုတ်သေးဘူးဆိုတဲ့တွင်နဲ့အိနီနာချင်းတွေကိုမေ့ကြည့်တော့လေတိကျတေချာတဲ့အဖြစ်ကိုမရခဲ့ပေမဲ့နောက်ဆုံးမှလယ်မြားနှစ်ယောက်တိုင်ပင်ပြီးတန်ငါတော်တွေကိုပိတ်ပိတ်ခါအိမ်တက်ပြေရွတ်ကမာဝါတွေကိုဖတ်ပြီးပြုတ်လုခဲ့တယ်ပြေရွတ်ကမာဝါဖတ်တဲ့ချိန်မှာတော့ဘာမှထူးခြားမှုမပြပဲ အားလုံးပြစ်စီလို့ညဘက်ရောက်တဲ့ချိန်မှာတော့အိမ်ပေါ်တက်ကနေဒေါသကြီးတောက်ခေါက်တန်းခြေဆောင်တန်းတွေထွက်ပေါ်လာခဲ့တယ်။ဒီတခါတော့ရှင်းရှင်းလင်းလင်းကြားလိုက်ရတာမို့လို့နှစ်ယောက်သားချွေးစည်းတွေပြန်ပြီးမိမိတို့ရွတ်နေကြတန်ဖိုးတွေခါတာကိုတွတ်တွတ်ရွတ်တဲ့ချိန်အိမ်ပေါ်တက်ကနေတကားတွေကိုထူရိုက်တန်းခြေထောက်နဲ့ကန်တဲ့အတန်တွေထွက်လာတာကြောင့်ဘလို့မှမနေရတော့ပဲထွက်ပြေးရတဲ့အထိဖြစ်လာခဲ့တယ်။အိမ်နေချင်းတွေကလည်းမကြုံစဖို့ကြုံရတဲ့အဖြစ်ကြောင့်လူစုပြီးအိမ်ပေါ်တက်ကြည်ရာ ဗီဒီယိုအဟောင်းတွေရဲ့တကားတွေပြောထွက်နေပြီးအိန္ဒိယနေမှာလည်းတဲမောရွက်အရွယ်ကလော်ဝါရတယ်ကိုမြင်ရတယ်။မောင်တရားတို့လည်းဒီလို၆လမ်းမှုတွေကြောင်းအိမ်မှာဆက်ပြီးမနေရတော့ဘဲနဲ့ငှားထားတဲ့အိမ်လာကကိုအဆုံးခံကပြောင်းပြေးတယ်။မောင်တရားတို့ပြောင်းပြေးပြီးလေးလလောက်ကြာမှတော့နောက်ထပ်အိမ်ကတအုပ်ထပ်ပြီးရောက်လာပါတယ်။ဒါပေမဲ့တပတ်လောက်ပဲနေပြီးပြောင်းပြေးပြန်လာကြောင်းဒီအိမ်ကြီးကတဲရဲ၆တယ်ဆိုတဲ့တဲ့ရင်ဟာတစ်မျိုးလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။အိမ်ပိုင်ရှင်ကလည်း သူပိုင်းတဲ့အိမ်မှာဖြစ်ပြတာတွေကိုကြားတော့ရခင်နေခဲ့တဲ့မာလီလင်များကိုပြန်နေဖို့ပြောပေမဲ့ဘလို့မှပြန်ခေါ်လို့မရတာကြောင့်မြို့ကန်လူတွေနဲ့တိုင်ပင်ကအိမ်မှာရှိတဲ့အနောက်ရှက်တွေကိုဖယ်ရှားဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဘလို့မှဖယ်ရှားလို့မရတဲ့ပြင်ရခင်ထက်ပိုပြီးတောင်းကျက်လာတာကြောင့်အိမ်ကိုဖျက်ပြီးရောင်းဖို့ထိဖြစ်လာပြန်တယ်။အိမ်ကိုဖျက်ဖို့လာတဲ့သူတွေလည်းအိမ်ထဲမှာအရေးမမဲကြီးတွေရှောက်သွားနေတာမြင်ခဲ့ရသလိုတချို့ကျတော့လည်းထောက်တန်းဘောကနဲ့ခြေထောက်တွဲလောင်းချပြီးထားနေတဲ့လူတယောက်ကိုမြင်ပြီးတော့ ထွက်ပြေးခဲ့ဖြစ်နေ။ဒါကြောင့်အိမ်ပိုင်ရှင်တွေနဲ့အိမ်နဲ့ခြံကိုရှင်းလင်းပြောင်းလုပ်ပေးနိုင်သူဘယ်သူကိုမဆိုအခမဲ့နေခွင့်ပေးမဖြစ်ကြောင်းကြေညာခဲ့တယ်။ဒါပေမဲ့ဘယ်သူတူဦးတယောက်ကမှလာရောက်နေထိုင်ခြင်းမရှိတဲ့အတွက်အိမ်ကြီးရဲ့ဘေးပတ်ပတ်လည်မှာခြုံတွေထူထပ်ပြီးတော့အိမ်အိုအိမ်ဟောင်းတစ်လုံးကြီးဖြစ်နေထိထိကြီးကြံ့နေခဲ့ပါတယ်။ဒီလိုနဲ့ဒီနေ့မှည9နာရီကအချိန်မုံဖတ်တော့ပူပူလေးမုံဖတ်တော့ဝဲကြအောင်မလားမွေးဘော်တယောက်စပိန်တစ်စိမ့်နဲ့ မုတ်ဖတ်ထုတ်လိုက်ရောက်နေပေမဲ့ဝဲမဲ့သူမရှိတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်သွားပြီးစပိန်ကိုတောက်ထောက်ကဒေးမှရက်တယ်ဒီနေ့ဈေးလည်းရောင်းမကောင်းပါလားမနေ့ဖြန်အတွက်ဈေးဖို့ရအောင်လို့ဘာလို့ရမလဲတွေးတော့ကငေးမှန်းနေတဲ့ချိန်ဟဲ့ကောင်လေမုတ်ဖတ်ထုတ်ကဘလို့ရောင်းတာလဲဒီအတန်းကြောင့်ကြည့်လိုက်ရာရွှေကိုင်းမျက်မှန်ကိုတက်ပြီးလက်ဘေးမှာမဖလာဝတ်ထားသူလူကြီးတယောက်သူ့ရှိရကိုလမ်းလျှောက်လာတာမြင်ရတယ်တထုံးမှတရားတဲ့ဗျငါ့ကိုငါတို့ပေးစမ်းကွာငွေပေါ်လဲ တောင်းတဲ့ကနေအငွေထထောင်းထောင်းထားနေတဲ့မုတ်ပတ်ထုပ်တွေကိုကြွကြွအိတ်ထဲထည့်ပြီးတော့ကမ်းပေးလိုက်ပါတယ်။မင်းရဲ့မုတ်ပတ်ထုပ်ကပူသေးတာပဲ။ဟုတ်တယ်ဦးလေးရ။အပူဓာန်ခဏအောင်လို့ငပြောပတ်တွေနဲ့တေချာအုပ်ထားတာ။ဒါနဲ့မင်းကိုအရင်ကဒီဘက်မှာမတွေ့ဘူးပါဘူး။ဘဲကနေလာပြီးရောက်တာလေ။ကျွန်တော်ကငှက်ပြန်ရက်ကွက်ကနေလာရောက်တာဗျ။ဒီဘက်ကလူနေများတော့လေ။ဇီအောင်ကောင်းမဲ့ထင်မိလာခဲ့တာ။အေးမင်းတော့အထင်နဲ့မြင်လွဲပြီးထင်နေကွ။ဒီဘက်မှာကညာဘက်ဆိုရင် အပြင်တိတ်မထွက်ကြတော့ဘူးလေဒါကြောင့်တခြားရော့ကွက်ကိုသွားပြီးရောက်တာပို့အဆင်ပြေမယ်ဟုတ်ကဲ့ပါဦးလေရော့မဟုတ်ပါတော့ဘူးရွှေကိုင်းမျက်မှန်တဲ့လူကငွေဘောလက်ထဲကိုပတ်ဆက်900ထည့်ပေးပြီးမလှမ်းမကန်းကလမ်းချိုးလေးထဲကိုဝင်သွားတယ်ဒီတော့ငွေဘောလေရလာတဲ့ပတ်ဆက်900ကိုအိတ်ထက်ထက်စပင်းကိုနင့်ကကြောက်တွင်းကုန်းဘက်ကိုထွက်လာတယ်ဟာငါစပင်းကချိန်များကန့်နေရလားနင်းရတာလေးလိုက်တာငွေဘောကချိန်နှင်းကိုဖိနှင်းပြီး အခွန်လို့ဈေးဘက်ကနေဖြစ်လာတဲ့ချိန်စပင်းကနောက်ကနေဆွဲထားတယ်လို့လေးလံနေတာကြောင့်လက်ကြည့်အားပေါက်ပြဲနေတဲ့တက်ကလက်ကိုအင်းကြီးဝတ်ထားပြီးတော့ပိန်လိန်နေတဲ့ရွှေကိုင်းမျက်မှန်ကိုတတ်ထားတဲ့အဖိုးကြီးတယောက်သူ့ကိုမျက်လုံးကြီးပြူးပြီးတော့ကြည့်တာကိုတွေ့ရတယ်ဒီတော့မှငွေပေါ်လဲရုတ်တရက်မို့လို့စပင်းကိုပြစ်ချပြီးထွက်ပြေးဖို့လို့အယိုးပြမြင်ထားနေတဲ့လက်တစ်ဖက်ဟာခြေထောက်ကိုပန်းဆွဲပြီးတော့မဟုတ်ဖက်တို့စားကျင်နေငါ့ကိုကြွေးပါဦးဒီလိုပြောတာကြောင့်ငွေပေါ်တယောက်အတန်ကုန်အော်ဟစ်ပေမဲ့အတန်ကလေချောင်းဝါမှတင်းပြောက်ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးလေးလံလာတယ်။ဒီချိန်မှာသူ့ဘက်ကိုပြေးလာတဲ့ခြေတံတချို့ကြားပြီးတော့မန်မဲတံတွေကိုပါကြားလိုက်ရပါတယ်။ငွေဘော်လေးရှိသည်မှခွန်အားတွေကိုစုစည်းပြီးကုံယုံထားလိုက်ပေမဲ့ကြောက်စိတ်ကြောင့်ဘလို့မှမထနိုင်ပဲလဲကြသွားပြန်တယ်။နောက်ဆုံးမှသတိရလိုက်တာကနိုးညံ့ပျော့ပြောင်းတဲ့လက်တစ်ဖက်ဟာသူ့ခန္ဓာကိုယ်ကိုဖွေဖက်ထားတယ်။ဒီကောင်ကအတော့ကိုအတင်ရရပဲဆရာ။လူကိုပါအန်တရရဲ့ပြူရတယ်လို့ဘေးကနေထွက်လာတဲ့တန်ကြောင့်ငွေဘော်မျက်လုံးကိုဖွင့်ကြည့်ရာစိုက်ကားဂိတ်တစ်ခုပေါ်ရောက်နေပြီးတော့သူ့ဘေးမှာ လူ9ယောက်ထိုင်နေတာမြင်ရတယ်။ဟဲ့ကောင်လေးတရေရပြီလား။ကျွန်တော်ဘယ်ကိုရောက်နေရလဲဗျ။ဟုတ်ဟုတ်တည်းကြည့်ရော။ငါတို့မောင်းထုတ်လိုက်ပြီကွာ။မင်းကဘလို့ဖြစ်ပြီးတော့သူ့ကိုခေါ်လာခဲ့တာလဲ။ကျွန်တော်မခေါ်ပါဘူးဗျာ။ဘယ်ကနေလိုက်လာမှန်းကိုမသိရဘူးဗျ။ညဘက်ကြီးစားစရာတွေလိုက်ရောက်နေတာ။ဒါကြောင့်လိုက်လာတာဖြစ်မယ်။ခဏနေဦးဗျ။ဒီလူကြီးကကျုပ်စီကမုတ်ဖတ်ထုတ်တော်ဝင်ဝဲသွားနေတာ။ဒီမှာလေသူ့ပြီးတဲ့ပတ်စံငွေဘောကလွယ်ထဲမှာထည့်ထားတဲ့ပတ်စံကိုထုတ်ပြရအောင်။ ပတ်စံမဟုတ်ပဲနဲ့သိရွက်၆တည်းဖြစ်တာကိုမြင်ရတယ်။ငါထင်တော့ထင်တာကဒီကောင်ကမင်းကိုလှည့်ပြားပြီးလိုက်လာတာ။ဒုက္ခပဲဗျာ။မုတ်ဖက်ထုတ်တွေလည်းမှောက်ကုန်ပြီ။ဒီကြားထဲမှာတဲပါ၆ခန့်ရသေးတယ်။အိမ်ကိုဘယ်လိုပြန်ရမလဲတော့မသိတော့ဘူး။ဝေဘော်စကားကြောင့်အောင်မက်တကမောင်ကောင်းကိုလှည့်ကြည့်တယ်။ငါတို့မှကျန်တဲ့ငွေတွေကိုကွာသူ့ကိုပေးလိုက်ဦး။ဒီလိုပြောတာကြောင့်မောင်ကောင်းကလွယ်ထဲမှာရှိတဲ့ငွေတချို့ကိုငွေဘော်စီကမ်းပေးလိုက်တယ်။ဒါတော့မယူပြားစင်နဲ့ဗျာ။ အမေသိရင်ကျွန်တော်ကိုဆူလိမ့်မယ်ယူလိုက်ပါကောင်းလေးဒီငွေကငါတို့အတွက်ဘာမှမဖြစ်ပေမဲ့မင်းတို့တို့ကနောက်တနေ့အရင်နေ့ဖြစ်မှာပါ အောင်မြတ်သားစကားကြောင့်ငွေဘော်ကငွေဆက်ကိုတချို့ကိုကမ်းယူပြီးလဲကျနေတဲ့စက်ဘင်းကိုယူကထွက်လာတယ်ငွေဘော်ထွက်သွားတော့အောင်မြတ်သားကခဝဝေးကိုလှမ်းကြည့်တယ်ငါတို့တော့ကွာဒီမျိုးမှာရက်အနေငယ်တော့ထက်နေရအောင်မနဲ့တူတယ်ဘာဖြစ်လို့လဲဆရာအเจ้าရတခုခုများရှိနေလားဟုတ်တယ်မောင်ကောင်းဒါပေမဲ့ မောင်စမနဲ့အဖွဲ့ကတော့ရေပြာအိမ်ကိုဆက်သွားရလိမ့်မယ်။ဟိုရောက်ရင်ကျွန်တော်တို့ကဘာလုပ်ထားရမလဲဆရာ။ရေပြာအိမ်ကဖျားငုတ်တော်မှာငါ့ကိုစောင့်နေတဲ့သူရှိတယ်။သူနဲ့တွေ့ပြီးတော့ရန်အနေငယ်စောင့်ပေးဖို့ပြောလိုက်။ငါတို့ကိစ္စပြီးတာနဲ့အမြန်ဆုံးလာခဲ့မယ်။ဟုတ်ကဲ့ပါဆရာ။ဒါဆိုကျွန်တော်တို့အာယုံတက်တာနဲ့သွားလိုက်ပါမယ်။မောင်မေတ္တာတို့လည်းစိုက်ကားကိမှတညတဲပြီးနောက်တနေ့မနက်မှာတော့မောင်စမတို့နဲ့တူတူလမ်းခွဲပြီးတော့မြို့ကိုဝင်လာခဲ့တယ်။ ငှက်ပြန်ရက်ကွက်ကတော့ပြန်ကြရက်ကွက်ဖြစ်တဲ့အတွက်လူပေါင်းစုံဆဲပေါင်းစုံနေထိုင်ကြပြီးအော်ရီတန်ဆဲစုတန်တွေဟာလမ်းထိပ်အဝမှာနေမယ်စုညံစွာထပ်ပေါ်လာခဲ့ပါတယ်။အောက်မဲ့သားတို့ဟာရက်ကွက်အတွင်းကိုဝင်လာပြီးတော့ဟိုဒီလိုက်ကြည့်တဲ့ချိန်မိုးကာစားတစ်ခုကိုကာရန်ထားပြီးတော့ဝါးတွေခင်းထားတဲ့တဲရင်တလုံးရဲ့ရှေ့မှာ ထမင်းအိုးတန်နေတဲ့ငွေဘော့ကိုမြင်လိုက်ရတယ်။ဆရာဟိုကောင်လေးကညာက တွေးခဲ့တဲ့သူမဟုတ်လား။ဟုတ်တယ်မောင်ကောင် သူတို့ပုံစံကအတော်လေးကိုနွမ်းပါတဲ့ပုံပဲ။အောင်မြတ်သားတို့လည်းလမ်းကျိုးတစ်ခုတည်းကနေကြည့်နေတဲ့ချိန်အင်းတွေကနေဒုတ်ကောက်တွေတစ်ချောင်းနဲ့ထွက်လာတဲ့အသက်50ရွယ်မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။ငွေဘဝမျက်နှာတင့်နေတဲ့မိခင်ဖြစ်သူကိုမြင်တော့ကြပြားကြရထတယ်။အမေဘာလို့ထွက်လာခဲ့တာလဲ။မျက်စိကလည်းကောင်းတာမဟုတ်ဘူး။ရပါတယ်သားရဲ့။အိမ်ထဲမှာပဲနေရတာညီငွေလာလို့ခဏထွက်လာခဲ့တာ။ငွေဘဝက လက်ထဲမှာကင်ထားတဲ့ဒံကော့ထဲကရင်နဲ့မျက်နှာတက်လိုက်ပြီးမိခင်ဖြစ်သူကိုတွဲကာခုံပူလေးပေါ်ကိုတက်လိုက်ပါတယ်။ဒါဒီနေ့ဈေးမတော်ဘူးလား။ဒီအပိုင်းမုန်းဖတ်ထုတ်တိတ်ရောက်မကောင်းလို့တရက်နှစ်ရက်လောက်နားမလာလို့အေးပေါ့လေ။ငါသားကမနက်ဆိုစပိန်ပြင်ရညဘက်ဆိုမုန်းဖတ်ထုတ်ရောင်းရနဲ့ပင်မန်းနေမှာပဲ။ဒီလိုလည်းမဟုတ်ပါဘူးအမေ။ငွေဘောကအားမရှိလို့လေတန်းနဲ့ပြောပြီးတော့အိမ်ဘေးမှာဖွင့်ထားတဲ့မောခါစားကိုဆွဲလိုက်ရာ တနန်းတစ်ပိုင်းဖွင့်လာတဲ့စပိန်ပြည်နိုင်တစ်ခုပေါ်လာတယ်။ငွေပေါ်တယောက်စပိန်ပြည်နိုင်နဲ့ဝင်ပြီးပစ္စည်းတွေထည့်ထားတဲ့တက်တာဟောင်းကိုမနေတဲ့ချင်းစပိန်ပြင်ရတာအဆင်ပြေရဲ့လားဆိုတဲ့တန်ကြောင်မောကြည့်အောင်ညာကသူ့ကိုကိုင်ကြီးပေးခဲ့တဲ့လူတွေဖြစ်တာကိုမြင်ရတယ်။ညာကတွေ့ခဲ့တဲ့သူတွေပဲဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာခဲ့တာလဲ။ဟိုးတီတီလိုက်ကြည့်ပြီးတော့ဒီဘက်ရောက်လာခဲ့တာ။ဒါနဲ့မင်းတို့ကဒီမှာနေကြတာလားကြာပြီလား။တနေ့တော့ရှိပြီဗျ။ အရင်ကတော့တန်လန်းပေးမှနေကြတယ်လေစီမင်တရားကယထာလန်းပေးမှနေတဲ့သူတွေကိုမောက်ထုတ်တော့ဒီဘက်ကိုရောက်လာခဲ့တာမင်းတို့ဘွားကလည်းကွာစုပ်လိုက်တာဒါနဲ့မင်းတို့သားမင်းယောက်ကကိုအိုးကိုအိမ်နဲ့မနေချင်ဘူးလားဘလို့များပြောလိုက်တာလေဗျာနေလို့ရရင်နေချင်တာပေါ့ဒါဆိုမင်းတို့သားမင်းယောက်အင်ကြီးအိမ်ကောင်းမှနေလို့ရအောင်လို့ငါတို့ကူညီပေးမယ်ဟဲ့ခမရတို့ကကျွန်တော်ကိုဟာတာလုံနေရလားဗါလဲငါပုံစံက အပြောင်ပြန်စားနောက်တဲ့ပုံစံဖြစ်နေလို့လားအဲအဲ့လိုတော့မဟုတ်ဘူးလေဗျာဒါပေမဲ့ဒီကိစ္စကဘလို့မှမဖြစ်နိုင်တာမဖြစ်နိုင်ရင်မင်းကမပြောဘူးကောင်းလေငါပြောတဲ့အတိုင်းသာလုပ်မယ်ဆိုရင်တော့မင်းတို့ဘဝတသက်လုံးကိုအိုးကိုအိမ်နဲ့နေတော့ရလိမ့်မယ်ဒါဆိုလေဗျာကျွန်တော်ဘာလို့ရမလဲဆိုတော့ပြောအခုလောလောဆယ်မြို့လေက ကြောက်တတိရဲ့အိမ်တော့ကိုတော်တောင်းရမယ်ဗျာဟိုဟိုအခမဲ့ပေးနေတဲ့အိမ်ကိုပြောတာလားဟုတ်တယ် မင်းအနေနဲ့မိဘကိုကောင်းကောင်းမွန်မွန်ထားချင်တော့ဒီလောက်တော့လုပ်ရမှာပေါ့ဒါပေမဲ့အဲ့ဒီအိမ်ကတဲချောက်တယ်ဗျဒီအတွက်မပူနဲ့ကောင်းလေမင်းသာအိမ်တော့ကိုရအောင်တတောင်းအောင်မေတ္တာစကားကြောင့်ငွေပေါ်တယောက်တပင်းတစ်ချက်ကိုချပြီးခုံပူလေးပေါ်မှာထိုင်နေတဲ့မိခင်ဖြစ်သူကိုလှမ်းကြည့်တယ်တားမိနှစ်ယောက်တည်းမှတ်လားဟုတ်တယ်ဦးလေးအိမ်နဲ့ခြံကိုလည်းတန်ရှင်းလုပ်ပေးအောင်လို့အိမ်ကိုလည်းကိုယ့်အိမ်နဲ့သဘောထားပြီးတော့နေပေးနိုင်ပါတယ် ဒီမျိုးကလူတွေတယောက်မှမနေရတဲ့အိမ်မှာမင်းတို့သားမီးကနေမယ်ဆိုတော့ဟုတ်ပါမလားကွာတကယ်ပြောတာပါဦးလေယာကျွန်တော်တို့ကနေစရာအိမ်မရှိလို့ချောင်းဘေးမြောင်းဘေးမှာမိုးကစားလေးကပြီးနေရတာပါဒါကြောင့်ဖြစ်ချင်ရာ ဖြစ်ဆိုပြီးတော့ဦးလေးစီကိုလာခဲ့တာပါကောင်းပြီလေမင်းတို့ကိုစောင့်ကြည့်တဲ့အနေနဲ့တပတ်တော့ပေးနေမယ်ကိုအိုးကိုအိမ်တို့သဘောထားပြီးတော့နေကြဝေးဘောလေးအိမ်နဲ့ခြံတော့ကိုရခဲ့ပြီမလို့ ောင်မြတ်သားစီကိုပြန်လာတယ်။အိမ်ပြောင်းရှိဖို့စတင်လှုပ်ဆောင်တယ်။တဲ့အိမ်လုံးပေါင်းမှအဝေးထက်ထားတဲ့တက်တာတစ်လုံးနဲ့ဘိုးခွပကန်းနဲ့ငယ်ပဲပါတာမို့လို့ပစ္စည်းတွေကိုစိုက်ကားနဲ့တင်ပြီးမြို့လေကအိမ်ကိုပြောင်းရွှေ့ခဲ့တယ်။ခြေကွက်ထဲကလူတွေကတော့ဝေဘော်တို့မိသားစုကိုနားမလည်တဲ့ကြည့်တဲ့ကြည့်ကအံ့ဩနေကြတယ်။ဟဲ့ကောင်လေးချမ်းတကားကိုဖွင့်လိုက်လေ။အောင်မြတ်သားစကားကြောင့်ဝေဘော်လေးကင်ထားတဲ့တော့နဲ့ချမ်းစည်းတကားကိုဖွင့်လိုက်ရအောင်။ချုံတွေထူထပ်နေတဲ့အိမ်ဝန်လန်းဟာအကြီးတန်းစွာပေါပေါလာတယ်။ အိမ်ကအခုထိအကောင်းတိုင်းရှိသေးတာပဲဒါပေမဲ့အိမ်တအိမ်ရဲ့ဟိတ်ဟန်တော့ရှိမနေတော့ဘူးအောင်မေတာကအိမ်ပဝန်းချင်းကိုကြည့်လိုက်ပြီးခြံဝန်းထဲကိုခြေထောက်ချတဲ့ချိန်အိမ်ပေါ်တတ်မှာရှိနေတဲ့ဗဲမောက်တစ်ချက်ဟာဒုံးဝင်နဲ့ပွင့်ထွက်လာတယ်ဇလန်းကတော့စပြီထင်နေစရာသူကအခုလိုမိတ်ဆက်တော့လေငါတို့ဘက်ကလှုပ်တဲ့နာလှုပ်ရမှာပေါ့ငွေပေါ့မင်းမဓမ္မနဲ့ပေါက်တူပါတယ်မလားပါတယ်ဗျအေးကွာဒါဆိုခြံဝန်းလန်းကအမြင်မတော်တာတွေကိုအရင်ရှင်းလိုက်အောင် အင်းနဲ့ကကိစ္စတွေကိုတော့နောက်မှလောက်ရအောင်။အောင်မေတ္တာတို့လည်းငွေဘောမှာပါလာတဲ့ဓမ္မနဲ့ပေါက်တူးကိုသုံးလို့ခြံဝလန်းကိုကြည့်ကောင်းရှင်းလင်းနေတဲ့အချိန်အိမ်ပေါ်တဲ့ဗတင်းမောက်ကနေလူတယောက်ရက်ကြည့်နေတဲ့ပုံသဏ္ဍာန်ကိုမြင်ရတယ်။အခုကြတော့လေကွာခြံကကြည့်လို့ကောင်းသွားတယ်။ကျွန်တော်တို့အိမ်ထဲကိုဝင်ရတော့မလား။မင်းရဲ့မိကိုကွာသူများအိမ်မှာထားခဲ့တာအဆင်ပြေပါမလား။တရက်နှစ်ရက်တော့ရပါတယ်ဆရာ။ဒါဆိုလေကွာအချိန်လုံးလောက်တယ်ကွာငွေပေါ်အိမ်တကားကိုဖွင့်လိုက်အောင် ။ငွေဘောလဲအိမ်သုံးတဲ့တကားကိုဖွင့်လိုက်ရာအထက်ကဖုံးနေအမိုက်တွေနဲ့ညစ်ပတ်နေတာမြင်ရတယ်။ဖုံမုံတွေပေါ်မှာတော့လက်တဝါးစလောက်ကြီးမားတဲ့ခြေရော်တွေရှိတာကိုမြင်ရတယ်။ကဲအိမ်ထဲကိုလည်းရောက်ပြီဆိုတော့အရင်ဆုံးမြစ်တာရက်ခန့်ချင်တာကကျွတ်တော့ကတင့်ကိုအန္တရာယ်ပေးဖို့လာတာလည်းမဟုတ်တလို့တင့်ကိုမောင်းထုတ်ဖို့လာခဲ့တာလည်းမဟုတ်ဘူး။တင့်အနေနဲ့ကျွတ်တော့ကိုမနှောက်ရှက်ပဲသူ့စည်းကိုစီတိုင်းနေပါ။တဲ့မှာတခုခုပြောစရာရှိတယ်ဆိုရင်တော့ကျုပ်ကိုလာပြောပါ။တင်ပြောသည်မဆိုသည်များကိုကြားရအောင်လို့ ကျုပ်ရဲ့အာယုံကိုဖွင့်ထားပါတယ်။အောင်မြတ်တာကပထမဦးဆုံးမြစ်တရက်ခံပြီးဟိုတတိကြည့်လိုက်ရာလေကားပေါ်မှာရက်နေတဲ့ညုံညင်းညစ်ခြေထောက်တစ်စုံကိုမြင်ရတယ်။တင်ကျုပ်ကိုဘာပြောစရာရှိလို့ကိုထင်ပြတာလဲ။ပြောစရာရှိတာလာပြောပါ။ငါကလူတွေကိုဘာကြောင့်ခြောက်လှန့်နေတယ်လို့ထင်လဲ။နားထဲမှာရုတ်တရက်ပေါ်လာတဲ့တန်ကြောင့်အောင်မြတ်တာကောင်းညှိမ့်ပြီးတော့တင်ဘာကြောင့်အခုလိုခြောက်လှန့်နေဆိုတာပြောပြပါ။ဒါမှသာ အခုနေတဲ့သူတွေဘယ်လိုမျိုးနေရမလဲဆိုတာသိကြမှာငါ့ကိုနေလို့မရအောင်လို့သူတို့ကအရင်လောက်ကြတာငါ့အိမ်ထဲမှာကမာဝါးတွေရွတ်ပြီးငါ့ကိုပူလောင်လောက်ကြတယ်တင်ငါသူတို့ကိုထိတ်လောင်လို့လောက်ခဲ့မိတာကြောင့်လားငါကဒီအိမ်မှာနေတဲ့သူတိုင်းကိုအတန်ဖြစ်စေရုံနဲ့ဖြစ်စေအနက်နဲ့ဖြစ်စေခြောက်လှန့်ခဲ့တာမရှိဘူးငါ့အိမ်ကိုငါဆွဲလက်နဲ့စိတ်ကြောင်နေနေရပေမဲ့လူတွေအများကြီးငါပြောတယ်သူတို့ကငါ့အိမ်မှာလဲနေသေးတယ် ငါကလည်းနေမရအောင်လုပ်ကြတယ်ဒါကြောင့်ဘသူ့ကိုမှနေမရအောင်လို့ငါလှုပ်ထတာဒီတခါလာနေမဲ့သူကအိမ်ကြီးရှင်ကိုဒုက္ခပေးမဲ့သူတွေမဟုတ်ဘူးငွေပေါ့မင်းနေနဲ့အိမ်ထဲမှာရှိတဲ့ပုံကိုယ်တွေကိုထိခိုက်နာကြအောင်လုပ်လို့လဲဆန္ဒရှိလားမရှိပါဘူးဗျာစိတ်ကူးတဲ့ကတော့မရှိပါဘူးဗျဒီကောင်လေးစကားကို ကြောက်ရက်တီလာတမာလေးနဲ့တိုင်တဲပြီးတော့ဂရိပေးတယ်နင်းလင်ဝင်လာကလေးကဓာတ်ကြိုက်ထားတဲ့လူလေးယောက်ကို ကပ်ပါလာတာငါမြင်ရတယ်။မင်းရဲ့နားကိုလည်းငါကတ်လို့မရဘူး။ဒါကြောင့်အဝေးကနေပြောနေတာ။ငွေပေါ။မင်းဒီအိမ်မှာနေမယ်ဆိုရင်တော့အိမ်ကြီးရှင်ကိုထိခိုက်နာကျင်စေမဲ့ပြုတ်မှုမျိုးမလုပ်ဖို့အတွက်တတိထား။တခါလောက်မေးပြပါလား။အမေကညတိုင်းဖျားရှစ်ကို အမြဝေးတာတော့ရှိတယ်။ဒါဆိုရင်အဆင်ပြေပါမလား။တာမန်ရွတ်ဆိုတာကတော့ရတယ်။သူ့ကိုလည်းမြင်တာပေါ့။ဟုတ်လေ။ကျွန်တော်တို့ကနှစ်ယောက်ထဲနေရမှာဆိုတော့ကြောက်လန့်အောင်မချောက်လန့်မှုတော့ပြောပြပါ ဒီတညတော့ငါတို့အားလုံးမင်းနဲ့အတူနေပေးမှမလို့ရှေ့ဆက်ဘာမှပြဿနာမရှိအောင်ပြောထားပေးခဲ့မယ်။ပစ္စည်းတွေနေရာမချခင်တန့်ရှင်းအရင်လုပ်ရအောင်။အောင်မေတ္တာတို့လည်းလူလျောက်နေလို့ရမယ့်နေထိုင်မျိုးဖြစ်အောင်လို့တန့်ရှင်းလုပ်ကြတယ်။နေမွန်းတက်ချိန်မှာတော့အတန်အသင့်ရှင်းလင်းသွားခဲ့တယ်။ဒီလောက်ဆိုမင်းတို့သားမီးနှောက်နေလို့အဆင်ပြေတော့ပြီ။အိမ်ကဒီလိုကြတော့လေနေချင်းစရာလေးပါပဲ။အားလုံးပြန်မှန်းနေပြီဆိုတော့ခဏနားပြီးတော့နေကြအောင်။ ငါပေါ်တက်အောင်မယ်အောင်မက်ကလည်းမောင်ကောင်းတဲ့ခွန်လားကိုငွေဘောနဲ့ထားခဲ့ပြီးတော့အိမ်မော်ကိုတက်တဲ့ချိန်အိမ်ခန်းရဲ့ထောက်မှာစောင်းချောင်းထိုင်နေတဲ့လူတယောက်ကိုမြင်ရတယ်ထိုင်နေသူဟာအောင်မက်ကိုမြင်တော့မျက်တော်မခတ်တမ်းစိုက်ကြည့်တယ်နေငါးငါးကိုမနေညကမောင်ထုတ်ခဲ့တယ်မဟုတ်လားတင်းကိုမောင်မထုတ်ရင်ဒီကောင်လေးလိပ်ပြလွင့်သွားမှာပေါ့ဒါနဲ့တင်းကဒီကောင်လေးကိုဘာကြောင့်ခြောက်ထန်တာလဲသူက မုံဖတ်တော့ရောင်းတယ်ငါကသူ့စီကမုံဖတ်တော့ကို စားခြင်းကိုလိုက်လာခဲ့တာ။ထိုင်နေတဲ့လူရဲ့စကားကြောင့်အောင်မြတ်တာတယောက်မျက်မှောင်ကျုပ်ပြီးတော့စိုက်ကြည့်တယ်။နေငါးငါးကိုမင်းညကမောင်းထုတ်ခဲ့တာ။လုံခဲ့တဲ့နှစ်90ခန်းကရှေ့သွားတစ်ချောင်းကျုံးနေတဲ့မောင်ခါဆိုတဲ့ကောင်လေးကိုမှတ်မိလား။မောင်ခါဆိုတာဘာတူလဲ။ငါမှတ်မမိဘူး။တေချာစဉ်းစားစမ်း။အုတ်ထုတ်အနေအမြဲစောင်းထားတဲ့မောင်ခါအောင်မြတ်တာကညာလက်ညှိုးကိုဝယ်ရန်ပြောလိုက်ရာ။ ထိုင်နေသူဟာကျန်းကိုဒုံဝင်နဲ့ရိုက်ကမြေစာပြစုံသွားတဲ့ကြောက်တုသမမောင်ခါကိုပြောတာလားတင်မှတ်မိသားပဲတင်းကဒီကောင်လေးရှာပြီးခဲ့တဲ့ကြောက်တွေနဲ့ချမ်းသာလာခဲ့ပေမဲ့သူ့သေးသွားတဲ့ချိန်မှာတော့ဘာမှထောက်ပံ့မှုတွေလုံးဝပေးခဲ့ဘူးမလားနေနေကဘယ်လိုလုပ်ဖြစ်ပြီးတော့ဒီအကြောင်းနဲ့တိတာလဲကျုပ်ဒီကောင်လေးကိုကိုင်ကြီးပေးခဲ့တယ်ဆိုတာအကြောင်းမဲ့တသက်ကိုင်ကြီးပေးတာမဟုတ်ဘူးသူ့ရထိုက်တဲ့အရာကိုပြန်ရအောင်လုပ်ပေးနေတာဒါဆို မောဖတ်တော့ရောင်းတဲ့ကောင်လေးကမောင်ခလာဟုတ်တယ်သူကမောင်ခပြန်ဝင်စားတဲ့သူပဲဒါကြောင့်အတိတ်ဘဝကမောင်ခကိုတင်ဆက်ရမယ့်ကျွေးတွေအခုဘဝမှာပြန်ဆက်နိုင်မှုကျောက်ကကိုညီပေးနေတာအောင်မေတ္တာစကားကြောင့်ပဲဌာနေတဲ့လူကြီးရဲ့မျက်နှာညှို့ကျသွားပြီးတော့အိမ်ပတင်းပေါက်ကနေခုံချကအိမ်နောက်ဖက်ကိုထွက်ပြေးသွားခဲ့တယ်ညနေဆောင်ရောက်တော့အောင်မေတ္တာခြံထဲမှာလမ်းလျှောက်နေတဲ့အချိန်နေလေကတွေ့ခဲ့တဲ့လူအထုတ်တထုတ်နဲ့တူတူပြန်ရောက်လာတယ် မောင်ခကိုဒီပဒံများတွေပေးပေးပါတင်ပေးခြင်းကိုတိုင်းပေးတာပိုကောင်းပါတယ်ဒါမှသာတင်းကိုကြောက်လန့်နေရတွေရောကြသွားမှာသူကငါ့ကိုတွေ့ရင်ကြောက်လန့်ပြီးခပြေးသွားမှာပေါ့ဒါဆိုတင်မနည်းကမုံပတ်ထုတ်ဝဲတုံးကဘလိုမျိုးဟန်ဆောင်ခဲ့လဲအောင်မေတ္တာစကားကြောင့်အထုတ်တရုတ်ကိုကင်ထားလို့ကြီးသဘောပေါက်ပြီးတော့အိမ်နောက်ဘက်ကိုတွေ့ရွေ့ပဲထွက်ခွာသွားခဲ့တယ်အောင်မေတ္တာတို့လည်းငွေပေါ်နဲ့အတူနှစ်ရက်ခန့်နေထိုင်ပြီးတော့ သုံးရမြောက်တဲ့နေ့မှာတော့မွေဘော်တို့ကိုနှုတ်ဆက်ကထွက်ခွာသွားခဲ့တယ်။မွေဘော်တယောက်အောင်မက်သားထွက်သွားတော့မိခင်ဖြစ်သူကိုခေါ်ပြီးအင်အောက်ထပ်မှာအဆင်ပြေတယ်လို့နေထိုင်နေကြရကနေထူးခြားမှုတွေစတင်ဖြစ်ပေါ်ခဲ့တယ်။မွေဘော်ဟာမနဲ့မိုးလင်းနိုင်မှာအိမ်တွင်းဖြင့်တန်ရှင်းလှုပ်လေရှိတယ်။ခြံထဲမှာတပြက်စီလှဲတဲ့အချိန်ဆို အမိုက်တွေကနေရွှေလိုရွှေစားလေးတွေကောက်ရတာမျိုးအိမ်ထဲမှာတန်ရှင်းလှုပ်တဲ့အချိန်မှာကျဲသီးလောက်ရှိတဲ့ကြောက်တွေ ကောက်ရတာမျိုးတွေရှိလာတယ်။ငွေပေါ်တရောက်ရလာတဲ့ရွှေတို့ရွှေသားတွေကိုထိုးခွက်ရောင်းချလို့ခြံရှိမှာစပိန်ပြည်နယ်တစ်ခုကိုဖွင့်ကလောက်ကန်စားတော့တယ်။နေပိုင်ရှင်တွေကလည်းတခြားသူတွေနေလို့မရတဲ့အိမ်ကငွေပေါ်နဲ့ကြမှာဘာတမ်းမှမထွက်တာကြောင့်အရင်လိုမဖြစ်တော့ဘူးထဲနဲ့ရောင်းချဖို့လုပ်ခဲ့တယ်။ဒါပေမဲ့အိမ်ကိုဝယ်ဖို့လာတဲ့သူတိုင်းနောက်ကနေစောင့်တုံးခံရတာမျိုးအရန်ကိုစိုးရတဲ့အပုံနဲ့တွေရတာမျိုးတွေကြုံရတဲ့ရှိတယ်။တချို့ကတော့လေကားပေါ်မှာငုတ်တော့ထိုင်နေတဲ့ မမဲကောင်ကြီးကိုမြင်ပြီးတော့ထွက်ပြေးရတာရှိတယ်။နောက်ဆုံးမှအိမ်ကိုဘလို့မှရောင်းလို့မရတဲ့အတွက်ငွေဘော်တို့သားမျိုးကိုပဲအိမ်ဆောင်သဘောမျိုးနဲ့ထားတဲ့ခြေနေကိုပြန်ဖြစ်လာပြန်တယ်။ငွေဘော်တို့လည်းနောက်ထပ်အိမ်ကြီးမှာနေထိုင်ရင်းနဲ့6လောက်ကြာတဲ့အခါမှာအိမ်မက်သေးကိုရွှေကိုင်းမျက်မှန်တက်ထားတဲ့လူကြီးတယောက်ရောက်လာပြီးတော့လာပြီးလောက်ဝင်နေမှာအိမ်ကောင်းရင်တရက်ပင်အောင်မှမဘွက်ထုတ်တွေထားထားပေးဖို့နဲ့သူ့အတွက်ရေစိုးပြီးတော့အလှလှပေးဖို့အိမ်မက်ပေးခဲ့တယ်။ငွေဘော်တို့လည်းအိမ်မက်သေးကတိုင်း မောဘတ်တရွေ ထားပေးခဲ့တယ်လို့အင်ကိုလည်းတန်ဃာတွေပြစ်မိအင်ကြီးရှင်ကိုယေစုက သင်္ကန်းကတ်လို့ပေးခြင်းတွေပြုလုပ်ပေးခဲ့ပါတယ်အလိုလိုပြီးနောက်တနေ့မှာတော့အိမ်ပိုင်ရှင်လင်မယားရောက်လာပြီးသူတို့ရဲ့အဖေကမေဘတို့သားမိကိုနှစ်ထပ်အင်ကြီးမှာရာသက်ပံအခါမဲ့နေထိုင်ခွင့်ပေးဖို့အိမ်မက်လာပေးတဲ့ကြောင်းဝမ်းသာအားရလာပြောတယ်ဒီလိုနဲ့ပဲမွေဘတို့သားမိလည်းဘယ်သူမှမနေရတဲ့နှစ်ထပ်အင်ကြီးမှာနေထိုင်ပြီးတော့ဘဝကိုအေးချမ်းစွာနဲ့ဖျက်ဆီးခဲ့ပါတယ် မျိုးကန်လူတွေကတော့မွေဘော်တို့သားမီးရဲ့ကံကြမ္မာကိုအားကြခဲ့ကြပေမဲ့မွေဘော်ကတော့သူတို့အခုလိုဖြစ်အောင်လုပ်ပေးခဲ့တဲ့လူတွေဟိုအမြဲတမ်းစောင့်မော်စေခဲ့ပါတယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီဆုံးပါပြီနားတော်ရဆင်းသူပြိတ္တကြီးလဲဆဲချနာချင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြ